လိုင်တရာကိုပါချစ်ချောင်းစင်ပြေကစားဤတန်စင်မိုးလိုမတန်ဆွမ်းမင်းကလေးကိုကိုချင်းမစာမနာလို့ရက်သွားခဲ့တဲ့မျိုးသမီးမင်္ဂလာပါရှင် MM Silly Plus မှာပြန်လည်ချစ်ဆွလိုက်ပါတယ်ဤတန်စင်မိုးကမျက်နှာလေးကချစ်စရာကောင်းပြီးချောမောနေပြီမေစိတ်ထိုးမာတာကြောင့်အသက်တလခွဲရွယ်မှာကလေးကမတန်ဆွမ်းဖြစ်ခဲ့ရသူပါအသက်23နှစ်အရွယ်တိအားငယ်ခဲ့ရတဲ့ဤတန်စမှုကလိုင်တရာကိုကြီးနဲ့တွေ့နေတဲ့အချိန်မှသာသူ့ဘဝအတွက်အဆင်ပြေလာခဲ့ပါတယ် တနားစရာကောင်းတဲ့သူ့ဘဝလေးကိုတီတံမကတိုးတက်စေခြင်းလို့ညီမလေးလို့တူမလေးလို့သဘောထားပြီးလှူဒန်းပေးခဲ့ကြပါတယ်။လိုင်တန်ရကိုကြီးရဲ့အကျိုးဆောင်ပေးမှုကြောင့်ဤတန်စင်မှုကိုလှူဒန်းပေးကြတဲ့ငွေက30ကျော်သွားတဲ့ပြင်ရွှေနှစွဲနဲ့အချုံဆန်ဝီချဲကိုပါပိုင်ဆိုင်သွားခဲ့တာပါ။မတန်ဆွမ်းမင်းကလေးတယောက်ရဲ့ဘဝတိုးတက်ပြောင်းလဲသွားတာကိုလူများစုကဝမ်းသာပေမဲ့လေတချို့လူတွေကတော့သူ့ကိုဒုက္ခပေးဖို့စောင့်နေကြပါတယ် နေခင်ဘက်မှာအိမ်မလူမရှိပဲအိမ်သားတွေလှုပ်သွားနေတဲ့အချိန်ဤတန်စင်မှုကိုဆန်လူမယ်ဆိုပြီး ဖုန်းနဲ့ငွေကိုယူသွားခဲ့တဲ့မျိုးသမီးတောင်ရှိပါတယ်အဲ့ဒီမျိုးသမီးကအီတန်စင်မှုရဲ့ငွေ3,900ကျော်နဲ့ဖုန်းတစ်လုံးမိခင်ရဲ့မှတ်ပုံတင်ကိုပေါင်းယူသွားခဲ့တာပါအီတန်စင်မှုရဲ့ဖုန်းကိုအဲ့ဒီမျိုးသမီးကဆက်သွယ်ပြီးဆန်လူမယ်လို့ပြောထားခဲ့ပါတယ်။နောက်နေ့မှာတော့အင်ကိုပါရောက်လာခဲ့ပြီးချက်ချင်းမိတ်ဖွဲ့ကအကန့်နေတဲ့ဒီဝင်လာခဲ့တာပါ စကားနေထိုင်ပြောရင်းနဲ့ပတ်စံနဲ့ဖုန်းကိုပါမသိချင်အောင်ဆောင်ပြီးခိုးသွားခဲ့ပါတယ်ဤတန်ဆင်မှုကမတန်ဆွမ်းဖြစ်တာကြောင့်ယူသွားတဲ့မျိုးသမီးနောက်ကိုမလိုက်သွားနိုင်ခဲ့ပါဘူး။ခြေတော်မတန်ဆွမ်းတဲ့မိန်းကလေးကိုမှမညာမတာလုံးရဲသွားခဲ့ပြီးအားလုံးကစိတ်မကောင်းဖြစ်နေကြပါတယ်။ဤတန်ဆင်မှုကလူများကလူတန်းပေးကြတာကိုဝမ်းသာနေတဲ့လူတွေလည်းရှိသလိုဒုက္ခပေးဖို့စောင့်နေတဲ့သူတွေကလည်းရှိနေတာကိုသတိထားမိသွားစေပါတယ်။ အိမ်မှာတယောက်တည်းခြံနေတာကိုခွင်ကောင်းယူပြီးမညာမတာလုံးရဲ့သွားခဲ့တာကြောင့်လိုက်တရားကိုကြီးနဲ့ဒေါသထွက်နေပါတယ်။အဲ့ဒီမျိုးသမီးကိုလိုက်တရားကိုကြီးကတီးပြီးသားဖြစ်လို့ငွေဖုန်းနဲ့မှတ်ပုံတင်တွေကိုသာပြန်လာပေးဖို့အတွက်တတိပေးထားပါသေးတယ်။ပြန်လာမပင်းရင်တော့လှိုင်းသားရကိုကြီးကသူ့ရဲ့ပုံကိုပါတင်မဲ့ချောင်းကိုပါပြောထားပါတယ်။အစ်တန်စင်မှုကခုချိန်မှသာဆင်ပြေလာခဲ့တာဖြစ်ပြီးစက်ချုပ်တောင်ကိုလည်းတင်ချနေပါပြီ။သူ့ကိုချစ်ခင်တဲ့သူတွေကအချုပ်ဆက်တလုံးပြင်ပိတ်ဆော့တွေကိုပါလှူဒန်းပေးလိုက်တာပါ ကျွန်တော်မတန်ဆွမ်းတဲ့မိန်းကလေးဖြစ်ပေမဲ့လည်းသမီးကြီးဆုံးဆိုရင်စိတ်နဲ့မိဘတွေကိုလှုပ်ကြွေးချင်သူဖြစ်ပါတယ်။ဒါကြောင့်စချုပ်တအောင်တင် जा နေပြီးအဝေးစားလေးတွေလည်းချုပ်တန်နေပါပြီ။မတန်ဆွမ်းမိန်းကလေးကိုပို့လို့တော့ကူညီရမှာဖြစ်ပေမဲ့လည်းလောဘသားတွေကတော့မလှုပ်တင်တာတွေကိုလည်းလုံနေကြပြီးနောက်ကိုတတိရှိရှိနေဖို့တိုက်တွန်းကြပါတယ်။အိမ်မတောင်တဲချန်နေတော့ကလူတီသွားပြီဖြစ်တာကြောင့်လူစိမ်းတွေကိုဝင်မခံဖို့ကိုလည်းအကြံပေးနေကြပါသေး လှိုင်တာယောင်ကိုကြီးကဣတန်စင်မှုကအစာပိုင်းမှာတော့ဇူးထောင်လို့ထင်ပြီးကြောက်လန့်နေကြတာပါ အခုတော့လှိုင်တာယောင်ကိုကြီးကဣတန်စင်မှုအတွက်ဘလို့ချင်နေမှာပဲဖြစ်ဖြစ်ကုညီပေးနေသူဖြစ်လို့သူ့ကိုပို့ပြီးတော့လေးစားနေကြပါပဲဣတန်စင်မှုကတော့အထွေထွေကြီးကြီးမားမားရသွားပြီဖြစ်တာကြောင့်ဘသူ့ကိုမှလည်းမယုံရဲတော့ပါဘူးလိုင်တာယာကိုကြီးတို့လိုကျိုးဆောင်ပြီးလူတန်းပေးနေကြသူတွေရှိသလိုအလစ်တုပ်သွားတဲ့မျိုးသမီးလိုမျိုးရုံညံ့တဲ့မျိုးသမီးတွေလည်းရှိနေပါသေးတယ်။ မတန်ဆွမ်းမင်းကလေးဆိုပြီးတော့တောင်မညာတာပဲငွေနဲ့ဖုန်းကိုခိုးသွားတဲ့အမျိုးသမီးလေးပျက်စီးတွေပြန်လာပေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ချစ်ချွန်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်